မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လက်ရမကြီးဖြော်ရည်လေးဖျောက်တော့มาဖြစ်ပါရယ်ခင်ဗျာနေပူပူမှာမကြီးဖြော်ရည်အေးအေးလေးကိုတောက်လိုက်မယ်ဆိုရင်ရင်ထဲကိုအေးသွားมาတေးကြပါရယ်ခင်ဗျာအရင်ဆုံးကျွန်တော်ကြောက်ကြောလေးတွေကိုပပလီပါမယ်ကိုလိုချင်တဲ့အနေထားလေးတွေလီးပြီးတော့အတုံးလေးတွေစိတ်ထားပါမယ်ခင်ဗျာ ကျွန်တော်တို့ရရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖြော်မဲ့ဘုံခွက်ထဲမှာအာကျွန်တော်စတုံးဖြစ်ဖြစ်ပေါ့နော်အဲ့ထဲမှာခြေခဲကိုအရင်ထည့်ပါတယ်ထည့်ပြီးရင်ကြောက်ကြောထည့်တယ်မကြီးရထည့်တယ်ပြီးရင်စားအနေငယ်တကြားတော့ကျွန်တော်အာရောက်ချိုသွားတဲ့အချီးနဲ့ပေါ့နော်နှစ်စွန်းထည့်ပါတယ်ပြီးရင်တော့ကိုလိုတလောက်ရေပမာဏကိုထည့်ပါတယ်ထည့်ပြီးရင်နှက်နေအောင်တမအောင်မွေလိုက်ပါခင်ဗျာမွေတယ်မွေတယ်မွေတယ် တကြားလေးတွေကျွန်တော်စားလေးတွေကြည်အောင်လို့မွေးပါခင်ဗျာဒါဆိုရင်တော့အရန်လွယ်ကူတဲ့အမကြီးဖြော်ရည်လေးရပါပြီအာရေခဲလေးနဲ့အေးအေးလေးနဲ့တကယ်တောက်လို့ကောင်းပါတယ်ခင်ဗျာလိုက်ပြီးတော့ဖြော်တောက်ကြည့်ပါဝမ်းလည်းမှန်စေပါတယ်ကျွန်တော်စိတ်လည်းကြည်စေပါတယ်လမ်းဆိုင်အေးမြစေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျာ